မာအခွင့်အရေးချိုးဖောက်မှုတွေကိုကျူးလွန်နေတဲ့စစ်ကောင်စီကိုအယလိုပုံမှန်33ရအေးယူဖို့ကိုဂျွန်လ9ရက်နေ့မှာပြုလုပ်ခဲ့တယ်။133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာလုံခြုံရေးအဖွဲ့ချုပ်အယလိုညီလာခံမှာတည်ဖြူခဲ့ပါတယ်။ဒီအေးယူမှုတွေကနေစစ်ကောင်စီရဲ့ဘောဘလို့တက်ရောက်မှုတွေရှိနိုင်မလဲ။အခြေခံလုံခြုံရေးကိုရောဘလို့အကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာတွေကိုပြောပြပေးဖို့ညီလာခံကိုတက်ရောက်ခဲ့တယ်။မြန်မာနိုင်ငံကုံထုံးတဲ့စမှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFN ရဲ့ဥက္ကဋ္ဌ မခိုင်ဆောင်ကိုဖိတ်ခေါ်ထားပါတယ်။ဟုတ်မခိုင်ဆောင်မင်္ဂလာပါရှင်။မင်္ဂလာပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါမမအခုဒီပေါ့နော်9ရက်နေ့မှာဆိုလို့ရှိရင် ILO ကနေပြီးတော့ပုံမှန်33နဲ့အရေးယူဖို့ဆုံးဖြတ်ချက်လဲချမှတ်ခဲ့ပြီဆိုတော့ဒီဆုံးဖြတ်ချက်ထွက်လာဖို့အတွက်ပေါ့နော်အမားတို့အနေနဲ့ဘလောက်ကြာအောင်အချိန်ယူပြင်ဆင်ခဲ့ရလဲဘာတွေကိုဘလို့ပြင်ဆင်ခဲ့ရလဲဆိုတာလေးအရင်ဆုံးပြောပြပေးပါရှင် အဲအခုဒါအရင်လိုမှာဒါဆုံးဖြတ်ချက်ကြာသွားပြီပေါ့နော်အဲ့ဒါကကျမတို့ဘယ်လောက်အချိန်ပေးရလဲဆိုတော့ဒီ2021ခုနှစ်အာနာသိမ့်ပြီးကလေးကကျမတို့ကအရင်လိုမှာဒီအာနာသိမ့်မှုပေါ့နော်တရားမှုဝင်အာနာသိမ့်မှုပေါ့နော်ပြီးတော့ကြံဖတ်မှုလေးဒီအရင်လိုရဲ့ပေါ့နော်ပြဋ္ဌာန်းချက်တွေပေါ့ဒီလောက်သမားခွင့်ရေးဆိုင်အလုတ်သမားခွင့်ရေးဆိုင်ရာပြဋ္ဌာန်းချက်တွေကိုချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတော့ကျမတို့ကတောက်လျှောက်ဒါ2021ခုနှစ်မတ်ပေါ့နော်ဆက်ပြီးတော့ကျမတို့ဟို ဒီတင်ပြလာခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာဆိုရင်ဒါ2021ခုနှစ်ဇွန်လအာ109ချိန်မြောက်ပေါ့နော်ညီလာခံမှာကလေးကမြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက်ကိုဒါအိုင်ဟလိုမှာဆုံးဖြတ်ချက်ရှိထားတယ်ပေါ့နော်စစ်တပ်ကလည်းဒါအာဏာပြန်ပြီးတော့မှဒီမိုကရေစီဆိုးရွားဦးလဲပေးဖို့ဆိုတာကိုအဲ့ဒီချိန်ကြီးကစပြီးတော့တောင်းဆိုလာတာပေါ့နော်ဒါပေမဲ့အာဒီမတရားတပ်ဖြတ်မှုတွေလောလောဆယ်အတင်းပြင်းအတင်းအပင်ဖွဲ့စည်းမှုကိုအထိန်းချုပ်တာတွေ အဲဒီပေါ့နော်ပြီးတော့အာရမစိတ်ခိုင်းတဲ့ကိစ္စတွေကဒါတဆတဆနဲ့ပို့ပြီးတော့ပေါ့နော်ဟိုချိုးဖောက်မှုတွေများလာတယ်အဲဒီလူတွေလူသားပြည်သူတွေရဲ့ပေါ့နော်အဓိကဟိုအခြေခံလူခွင့်ရေးတွေကိုလည်းချိုးဖောက်လာတယ်ပေါ့နော်ချိုးဖောက်လာတယ်ဒါနဲ့ပတ်သက်ရင်ကျွန်တော်တို့တောက်လျှောက်အိုင်ယန်လိုကိုအစီရင်ခံစားတင်တယ်ပေါ့နော်တင်တဲ့အခါမှာတနည်းမှာအိုင်ယန်လိုက၃ချိန်ဟိုအစည်းအဝေးရှိပါတယ်ရှင်အဲ၆လပိုင်းကတော့ဒါညီလာခံပေါ့နော်အဲ March နဲ့ November မှာကျတော့အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးဆိုတာရှိတယ် ီ ILO ရဲ့ဒီအစည်းအဝေးတွေမှာနှစ်တိုင်းကျမတို့ဟိုပေါ့နော်အဲတင်ပြခဲ့တယ်အဲ့တော့အစင်းစင်တိုးတက်မှုကိုပြောပါဆိုလို့ရှိရင်တော့ကိုလိုတဲ့ဟာအထီးမရောက်ပင်မဲ့ပေါ့နော်2021ခုနှစ်မှာကျမတို့အိုင်ယလိုကဒီမိုကရေစီရေးဆိုင်ရာဆုံးဖြတ်ချက်တစ်ခုချနိုင်ခဲ့တယ်။2021မှာဆိုလို့ရှိရင်နိုဝင်ဘာမှနိုဝင်ဘာလမှာပေါ့နော်ဒီမြန်မာနိုင်ငံမှာချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုကိုအဖွဲ့ပါဆိုတဲ့ဆုံးဖြတ်ချက်ကိုကြအောင်ကျွန်တော်တို့ချနိုင်ခဲ့တယ် ဒါအာယံလူရဲ့အစစ်အမြင့်ဆုံးရန်တရားဖြစ်တယ်ပေါ့နော်အဲ့ဒီမှာဆက်ပြီးတော့2023အမတ်လမှာကျွန်တော်တို့ဒီစုံစမ်းစစ်ဆေးရေးကော်မရှင် က ဖွဲ့စည်းပြီးတဲ့နောက်မှာဒီဒီအတွင်းထဲမှာချိုးဖောက်ခံရတဲ့ဟိုဟိုပေါ့နော်ကာယကံရှင်တွေပေါ့ပစ်တန်တွေနဲ့ကျွန်တော်တို့ကဒီ CEO ကော်မရှင်ရောအင်ကွာရီစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုအင်တာဗျူးနိုင်အောင်ကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်ပေါ့နော်တောင်းရွက်ခဲ့တယ်အလုံးမတမကားတွေတင်မဟုတ်ဘူးလွတ်လပ်စွာတင်မဖွဲ့စည်းခွင့် ဟိုချိုးဖောက်ခံရတဲ့အဖွဲ့အစည်းတွေပေါ့နော်ဟိုဒီနေ့လည်းကျွန်တော်ချိတ်ဆက်ပြီးတော့မှဒီ commissioner inquiry စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့တာဟို interview တွေလုပ်ထားအောင်ကျွန်တော်တို့စ조사ခဲ့တယ်ပေါ့နော်ဆိုတော့2023ခုနှစ် August လမှာကျတော့ဒီစစ်ဆေးရေး commission ရဲ့အဲဆုံးစေးကော်မရှင်ရဲ့အစီရင်ခံကထွက်လာတယ်။အဲ့နောက်ပိုင်းမှာကျမတို့အေးအေးယူနိုင်ကိုစ조사ရတယ်ပေါ့နော်။အဲ2024ခုနှစ်အဲ GB အဥချိုရေးဖွဲ့အစည်းအဝေးမှာကျမတို့ဒါဆုံးဟိုပေါ့နော်။အေးအေးယူပေးပါဆိုတာကိုထပ်တောင်းတယ် အဲဒါပေမဲ့အိုင်ယလိုရဲ့ညံတရားရဆိုရင်သူတို့ကစောင့်ကြည့်တာပေါ့နော်ဒီအစည်းအဝေးနှစ်ကြိမ်ပေါ့စောင့်ကြည့်တယ်ဆိုတာမျိုးရှိတဲ့အတွက်အဲ match လာမှာတော့ကျမတို့ကအရေးယူမနှစ်ကပေါ့နော်2024 match လာမှာအရေးမယူနိုင်ဘူးသို့တော့အိုင်ယလိုကတော့စောင့်ကြည့်နေပေါ့နော်အချိန်တွေတိုးတက်ဖြစ်ထွန်းသလားပေါ့ဒါပေမဲ့စစ်တပ်ကလည်းချိုးဖောက်မှုတွေကိုဆက်လက်ပြီးလှုပ်ဆောင်နေတယ်ဆိုတော့ထောက်ထားတွေကိုကျမတို့ကပြနိုင်ပြီးတော့စစ်တပ်ကနေပြီးတော့မှဒီအိုင်ယလိုတင်းနဲ့စီးရင်ခံကြရပြီမှဆိုရင်လည်းသူတို့ဘာမှလှုပ်ဆောင်ထားတာမြေမြရရတွေကိုတင်ပြနိုင်ခြင်းမရှိဘူးပေါ့နော် အဲဒါကြောင့်မို့ကျွန်တော်တို့ဒီ2024ခုနှစ်နိုဝင်ဘာမှာတော့ ILO ကနေ Article 33နဲ့ဆုံးဖြတ်ချက်ချမယ်ဆိုတဲ့ဟာဒါဆုံးဖြတ်ချက်ကျသွားတယ်ပေါ့နော်အုပ်ချုပ်ရေးအဖွဲ့ကလည်းအဲအဲ့ဒါကလည်းကျွန်တော်တို့ပြန်ကြည့်မယ်ဆိုဟုတ်ပြီအရေးယူမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကျသွားတာပဲရှိတယ်ဘလို့ရေးယူမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကဘာမှဖတ်ဆွေးနွေးရလဲဆိုတော့2025ခုနှစ် March လမှာအဲဒီအဲ2025ခုနှစ်ဟုတ်တယ် March လမှာဒါဆွေးနွေးရတယ်ပေါ့နော်ဘလို့အချက်တွေကိုဆွေးနွေးမလဲဘလို့အရေးယူမလဲဆိုတာကိုဆွေးနွေးရတယ် တော့ဒီနေ့ကျမတို့2025ခုနှစ် match လာမှာတော့ draft resolution ဆိုတဲ့အဲအုပ်ချုပ်ရေးအဖွဲ့ကနေမြန်မာနိုင်ငံကိုဒီလိုအရေးယူပါဆိုတဲ့အစုပ်ပြုချက်မူချမ်းပေါ့နော် အသေးစိတ်ထွက်လာပါတယ်ဆုံးဖြတ်ချက်ရှိခဲ့ပါတယ်ဆိုတော့ဒီအခုကျမတို့အဲဒီပြီးခဲ့တဲ့နှစ်ရက်ကပဲပြီးသွားတဲ့ ILO ရဲ့ညီလာခံမှာဆိုရင်အဖွဲ့ဝင်တွေအားလုံး ILO ရဲ့အဖွဲ့ဝင်နိုင်ငံများအားလုံးကနေပြီးတော့မှညီလာခံကနေ ဒီအုပ်ချုပ်ရေးဖွဲ့ကနေတင်သွင်းထားတဲ့ Article 33ရမြန်မာနိုင်ငံကိုအရေးယူပေးပါဆိုတဲ့အဆိုပြုချက်ကိုဒါဆုံးဖြတ်ချက်ချပေးလိုက်တာဖြစ်တယ်ပေါ့နော်။ဒါဒီမှာဆိုရင်ကျမတို့မဲခွဲစရာတော့မလိုပဲနဲ့အဲဒီ IAN လုံးဖွဲ့ဝင်နိုင်ငံတွေကနေပြီးတော့မှဒါတညီတညွတ်ထဲဆုံးဖြတ်ပေးလိုက်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။တော်တော့၄မိနစ်ကြာသွားတာပေါ့နော်။ ဟုတ်ကဲ့ပါမဟုတ်ဟောအခုဒီပေါ့နော်ဒီ article 33ကအရင်တစ်ခေါက်တုန်းကလည်း2000ပြည့်နှစ်ကပေါ့နော်ဒီမြန်မာနိုင်ငံပေါ်ကိုအရေးယူတာကြီးလည်းရှိခဲ့ရဆိုတော့အခုဒီ2025မှာအရေးယူရပုံစံနဲ့ဘယ်အချက်တွေထူးခြားလဲဒါမှမဟုတ်ဘယ်လိုအချက်တွေ꿰ပြားလဲဆိုတာလေးလည်းရှင်းပြပြပေးပါအောင်ရှင်ဆိုတူတာကပါလဲဆိုတော့ဒီဆုံးဖြတ်ချက်ထဲမှာညီလာခံကနေသူ့ရဲ့အဖွဲ့ဝင် ဟိုပေါ့အခွဲဝင်တွေပေါ့เนาะအလုံးရှင်လုံးတမအစိုးရအကုန်ပါတယ်ပေါ့เนาะနိုင်ငံတကူကဒီအခွဲဝင်တွေအားလုံးကိုသူကပြောတာကပြန်ပြီးတော့ဟိုဟာပေါ့เนาะစစ်တပ်နဲ့သူ့နိုင်ငံမှာသူ့နိုင်ငံနဲ့ပေါ့เนาะပူးပေါင်းဆက်ဆံဆက်ဆံရေးတွေကိုပြန်သုံးသပ်ပါဆိုတော့အဲဆုံးဖြတ်ချက်ပါတယ်ပေါ့เนาะအဲ့တော့ဘာကိုသုံးသပ်ရမှာလဲဘလို့ပဲလုပ်ငန်းတွေပေါ့နော်လုပ်နေပါစေအဲစစ်မြန်မာနိုင်ငံနဲ့စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့လုပ်ငန်းများသည်ဒီ စစ်တပ်ကနေချိုးဖောက်နေတဲ့လွတ်လပ်စွာအသင်းမဖွဲ့စည်းခွင့်လို့ဒီအာဓမ္မခိုင်းစေနေတာတို့ပြီးတော့ဒီပြည်သူတွေရဲ့အခြေခံဖွင့်ရေးတွေကိုဒါချိုးဖောက်မှုတွေမှာသွားပြီးတော့ဖြစ်ထွန်းဖြစ်သွားစေသလားเนาะစစ်တပ်ကနေချိုးဖောက်မှုတွေကိုသွားပြီးအကူအညီပေးရရောက်သလားသူလုံနေတာတွေကိုပို့ပြီးတော့သဆိုးစီအောင်ကိုခင်ဗျားတို့ရဲ့အလုပ်တွေကသွားပြီးတော့အဲပံပိုးမှုဖြစ်စေသလားဆိုတာကိုအဲစစ်စစ်ပါပေါ့เนาะပြန်ပြီးတော့သုံးသပ်ပါဆိုတာပါတယ် ဲ့တော့သုံးသက်ပြီးရင်ဘာလို့ရမှာလဲပေါ့နော်တကယ်လို့အဲ့လိုမျိုးတွေပါတယ်ဆိုလို့ဖြစ်နေတယ်ဆိုလို့ရှိရင်လေနော်မဖြစ်အောင်စီမံတွေကိုဆောင်ရွက်ပါဆိုတာပါတယ်အဲ့တော့ဒီဆုံးဖြတ်ချက်ကတော့ပြောမယ်ဆိုရင်ဒါ2000ခုနှစ်ကထားခဲ့တဲ့ဆုံးဖြတ်ချက်နဲ့အလားတူပါပဲလို့ပြောရမှာပေါ့နော်ဒါပေမဲ့အဲဒီထဲမှာမတူတဲ့ဆုံးဖြတ်ချက်တွေပါပါတယ်အဲ့ဒါတွေကတော့ဘာလဲဆိုတော့ပိုကောင်းတဲ့ပေါ့နော်မြန်မာနိုင်ငံပြည်သူတွေအတွက်ပိုကောင်းတဲ့အဲဆုံးဖြတ်ချက်တွေဖြစ်ပါတယ်။ဥပမာအားဖြင့် ဒီမြန်မာနိုင်ငံကနေပြီးတော့ပေါ့ထွက်ပြေးတင်းချောင်လာရတဲ့ဒီအလုံသမားခွင့်ရလူခွင့်ရအဲထိုးပေါက်ခံရတဲ့သူတွေเนาะဒီလိုခွင့်ရတွေကိုကာကွယ်ဖို့ဆောင်ရွက်တဲ့အတွက်ကြောင့်လို့ဖိနှိပ်ခံရတဲ့သူတွေနိုင်ငံကနေထွက်ပြေးပြီးတော့လာရလာကြရတယ်ပေါ့နော်အဲ့လိုမျိုးလာတဲ့အခါမှာဒီအဲဒီပေါ့နော်အင်းကြီးနိုင်ငံတွေကနေပြီးတော့လကားမြန်မာနိုင်ငံကမဆိုဒီလူတွေသူကိုယ်နိုင်ငံကိုရောက်လာခဲ့လို့ရှိရင်ဒီ လိုမျိုးခွင့်ရချိုးဖောက်ခံရသူများဒီသူတို့ရဲ့အသက်အန္တရာယ်အဲ့ဆိုရင်ရတယ်သူတို့ကိုဖမ်းဆီးတာမျိုးတွေနှိပ်စက်တာမျိုးတွေဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းအရာတွေကိုထောက်ထားပြီးတော့မှသူတို့ကိုနေရက်ကိုပြန်မပို့ပါနဲ့နော်ဒီနိုင်ငံတကာဥပဒေတွေအရအခုဟိုပေါ့နော်အကာအကွယ်ပေးပါဆိုတဲ့ဆုံးဖြတ်ချက်ပါတယ်ဆိုတော့ဒါကကျွန်မတို့အတွက်အရန်ကောင်းတဲ့ဟာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဒီ ILO ဖွဲ့ဝင်နိုင်ငံများအနေနဲ့ကစစ်တပ်ကနေချိုးဖောက်နေတဲ့ချိုးဖောက်မှုတွေကို တိုင်ကြားနိုင်ပေါ့နော်ဒီခံရတဲ့ကာယကံရှင်တွေကနေတိုင်ကြားနိုင်အောင်လို့ရန်တရားတွေကိုထောက်ထုတ်ပေးပါเนาะတိုင်ကြားမဲ့သူတွေကိုလည်းအတက်နိုင်ဆုံးအကူအညီပေးဖို့เนาะသူတို့တွေကိုအကာအကွယ်ပေးဖို့ဆိုတဲ့ဒီဆုံးဖြတ်ချက်တွေပါတယ်ပေါ့နော်တော့အပြင်ဟိုမှဒါတော့ဒါနိုင်ငံတကာမိသားစုကိုအခွင့်အဝင်တွေကိုသူတို့တောင်းဆိုထားဖြစ်တယ်။အပြင်ဟိုမှအဲ့ဒီထဲမှာကျမတို့ဟို ILO ရဲ့ Director General ညွှန်ကြားရေးမှူးချုပ်ပေါ့နော်။ညွှန်ကြားရေးမှူးချုပ်ကို အဲပြုလို့ဖို့အကြံဟိုပါပေါ့နော်လမ်းညွှန်ချက်ပေးထားတဲ့အဲမှာလည်းဘာလေးပါလဲဆိုလို့ရှိရင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့မှနိုင်ငံတကာအဖွဲ့အစည်းတွေကနေမြန်မာနိုင်ငံစစ်တပ်နဲ့ပေါ့နော်သူတို့ကြားထဲမှာဆောင်ရွက်နေမှုတွေကဒီချိုးဖောက်မှုတွေကိုမဖြစ်စေဖို့အတွက်အဒါကိုပူပေါင်းဆောင်ရွက်ပါလို့ပြောတယ်။အဝေးကြီးမကြည့်ဘူးပေါ့။အကွက်လိုမျိုးငှင်းကိစ္စတွေထားပါတော့ပေါ့နော်။အဲလူသားချင်းကူညီဆောင်ရအဲကူညီပေးရေးကိစ္စတွေပဲထားပါတော့ ဒီကိုညီပေးကိစ္စတွေကကျမတို့ကတကယ်လိုအပ်တဲ့လူတွေရှိ ው လဲမရောက်ဘူးလေမရောက်ခဲနဲ့စစ်တပ်ကိုတဆင်ပေးလိုက်တဲ့အခါမှာဒီအကူအညီတွေကိုသူတို့ကလက်နက်တခွဲသုံးပြီးတော့မှချိုးဖောက်မှုတွေပိုပြီးဖြစ်တယ်လို့ကျမတို့အခုဆိုလို့ရှိရင်ဒီအပြည်ဆိုင်ရာဒီဒီမိုကရေစီရေလှောင်ရှားမှုတွေကျွမ်းကျင်သူတွေ ကမြန်မာနိုင်ငံကိစ္စကိုဆောင်ရွက်နေတဲ့သူကပြောနေတယ်ပေါ့နော်ဆိုတော့ဒါကဒီမှာနမူနာတစ်ခုပေးတာပေါ့နော်အဲ့တော့အပြည်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့စစ်တပ်နဲ့ကြားမှာလုံနေတဲ့မြေသိဆက်ဆံရေးမှုများများကမဆိုအဲဒီချိုးဖောက်မှုတွေကိုမဖြစ်ပွားစေမဖြစ်ပေါ်စေရဲ့အတွက်ကိုဒါ ILO ကနေ DG ကနေပေါ့နော်အဲခြားသောအဖွဲ့အစည်း UN အဖွဲ့အစည်းတွေနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာလေအဲဒီမှာဆုံးဖြတ်ချက်ထဲမှာပါတယ်။ ILO ကဆုံးဖြတ်ချက်ချတာဆိုတာအလုပ်သမားတွေအတွက်ပဲမဟုတ်ပါဘူး။ အလုံသမားအလုံရှင်တွေအနေနဲ့သူတို့ရဲ့အခွင့်အရေးကိုအဆောင်ရွက်နိုင်ဖို့အတွက်ပေါ့နော်လိုအပ်တဲ့အကူအညီတွေပေးပေးပါဆိုတော့အလုံရှင်အလုံသမားပြီးတော့ပြည်သူလူထုပေါ့နော်ချိုးဖောက်ခံရတဲ့သူတွေအတွက်အကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေအများကြီးပဲဒီထဲမှာပါတယ်ဆိုတာကျွန်မပြောချင်တယ်ပေါ့နော်ဒါကြောင့်မလို့လုံသမားဖွဲ့စည်းများတယ်မဟုတ်ဘဲနဲ့မြန်မာပြည်ဒီမိုကရေစီအရေးကိစ္စကိုဆောင်ရွက်နေတဲ့ဖွဲ့စည်းများကအိုင်အယ်လိုရဲ့ဆုံးဖြတ်ချက်ကိုတိတိကျကျဖတ်သိမ်းပါတယ် အဒီထဲမှာဆိုလို့ရှိရင်တခြားအဲ့ဒီပေါ့နော်ဟို ILO ဒီ UN မှာရှိတဲ့လူခွင့်ရေးအဲကိစ္စလုံးနေတဲ့အဖွဲ့အစည်းတွေမြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်တွေပြီးတော့အဲစစ်ရာဇဝတ်မှုတွေကိုဖော်ထုတ်နေတဲ့ရန်တရားတွေရှိသေးတယ် ILO မှာအ UN မှာပေါ့နော်ကုလသမဂ္ဂမှာဆိုတော့အဲ့လိုအဖွဲ့အစည်းတွေနဲ့ပေါင်းပြီးတော့လောက်ပါဆိုတဲ့ဒါဒီပေါ့နော်လမ်းညွှန်ချက်ကိုလည်းအုပ်ချုပ်ရေးညွှန်ကြားရေးမှုချုပ်ကိုဒီညီလာခံကနေပေးထားတာရှိတယ် ဆိုတော့ဥမာ double i double n လို့မျိုးအဖွဲ့အစည်းတွေလူခွင့်ရေးလုပ်နေတဲ့ဌာနတွေပေါ့နော်အဲ့ဒါမျိုးတွေကျွန်တော်တို့ကသွားပြီးတော့လုပ်လို့ရသေးတယ်အဲတပ်တွေတွေသွားပိတ်လို့ရတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီလိုမျိုးအ UN ထဲမှာရှိတဲ့ဌာနတွေအတွင်းနဲ့မှလည်းပူးပေါင်းဆောင်ရွက်ပါဆိုတာတွေပါပါတယ်လို့ဒါကြောင့်မလို့ ILO ရဲ့ဆုံးဖြတ်ချက်ကိုမြန်မာဒီမိုကရေစီရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းများအလုံးကတေချာဖတ်ရှုပြီးတော့မှအာဒီအတိုင်းကိုလိုက်ပါဆောင်ရွက်ရင်အကျိုးများနိုင်တဲ့ကိစ္စတွေရှိပါတယ်ပေါ့နော် ဟုတ်ကဲ့ပါမဟုတ်အဲဒီလိုမျိုးအယလိုကအရေးယူမှုပုံစံတွေကိုချပြထားပေးမယ်ပေါ့နော်စစ်ကောင်စီရဲ့ဒီအလို့သမားဝင်ကြီးဌာနနဲ့နောက်စစ်ကောင်စီတာဝန်ရှိသူတွေဘက်ကတော့ဒီအယလိုဆုံးဖြတ်ချက်ကပေါ့နော်သူတို့အတွက်ဟိုဘလို့မှပြောင်းလဲမှုမရှိဘူးဘလို့မှထိခိုက်မှုမရှိဘူးလို့လည်းပြောဆိုနေရရှိပါတယ်ရှင်အဲ့တော့ဒီဆုံးဖြတ်ချက်ကနေစစ်ကောင်စီအပေါ်ဒီစစ်ကောင်စီကျူးလွန်မှုတွေကိုဘလောက်ထိအဟန့်အတားဖြစ်စေပြီးတော့စစ်ကောင်စီဘလောက်ထိအာတက်ရောက်စေနိုင်မလဲပေါ့အဲ့ဒါလေးအနည်းဆုံးပြောပြပေးပါအောင်ပါဟုတ် ဒီနေ့လက်ရှိချိန်နေရပေါ့နော်စစ်တပ်ကိုအဲအိုင်လိုကနေပြီးတော့မှသူကအကြံပြုချက်တွေပေးထားတယ်စုံစမ်းစစ်ဆေးကော်မရှင်ကသူဒီချိုးဖောက်ကြောင် တွေးရှိရတဲ့အချိန်မှာဘလို့တော့ပြင်ဆင်ဖို့အတွက်ကိုဒီလိုအချက်လက်တွေလုတ်ပါဆိုတော့ recommendation လို့ခေါ်တာပေါ့နော်သူ့ကိုဆောင်ရွက်ရမယ့်အဆိုပြုချက်တွေပေးထားတယ်ဆိုတော့အဲ့ဒီအဆိုပြုချက်တွေကိုစစ်တပ်ကလိုက်ပါဆောင်ရွက်ရမှာဖြစ်တယ် ဲ့တော့2023ခုနှစ်ဩဂတ်စ်ကနေအခုထိကတော့စစ်တပ်ကလုံးဝဒီဘောနော်ထိုးဖောက်နေတဲ့ကိစ္စတွေပေါ်မှာပိုပြီးကောင်းလာအောင် ILO Commissioner Inquiry ရဲ့အကြံပြုချက်တွေကိုလိုက်နာဆောင်ရတာမရှိဘူးမရှိဘူးဆိုလို့ရှိရင်တော့ကျင်းသေးပေါက်ကဒီ ILO ရဲ့အဖွဲ့ဝင်နိုင်ငံတွေကအရေးယူတာကိုခံရနိုင်တယ်ပေါ့နော်ခံရနိုင်တယ်ဥပမာအဖြစ်ဒီမှာ ဟိုပေါ့နော်ဓာတ်ရိုက်အတုံးနှုံးနဲ့ရေးထားတာဆိုရင်ဒါလေးရင်စီကိစ္စတို့ပစ္စည်းဝယ်တဲ့ကိစ္စတို့နီးစနစ်ပိုင်းဆိုင်ရာအကူအညီဟိုပေါ့နော်ပေးနေတဲ့နိုင်ငံတွေကနေပြီးတော့ဒါမရောတော့ဘူးအကူအညီမပေးတော့ဘူးဆိုတာဖြစ်လာမယ်အဲ့တော့ဒါပေမဲ့လည်းတစ်ခါဟိုပြန်ကြည့်မယ်ဆိုရင်တော့ဥမာဟိုပေါ့ဒီမိုကရေစီကိုလုံးဝ ဘယူမဆိုင်တဲ့เนาะရုရှားတို့တရုတ်တို့ပေါ့เนาะဒီလိုမျိုးနိုင်ငံတွေကလည်းရောင်းနေတာမျိုးရှိနိုင်တယ်ပေါ့เนาะအဲ့တော့အဲ့လိုမျိုးတွေဆိုလို့ရှိရင်လည်းဟိုပေါ့ဘာဖြစ်လာနိုင်လဲဆိုတော့ဒီဒီမိုကရေစီကိုလေးစားတဲ့နိုင်ငံတွေကနေအရေးယူဆောင်ရထားတဲ့စန့်ရှင်စန့်ရှင်လို့ဆိုကြပါလို့ပေါ့เนาะပိတ်ဆို့မှုတွေအပေါ်မှာခုနလိုဒီမိုကရေစီမလိုက်အရေးမထားတဲ့နိုင်ငံတွေကနေဆက်လက်ပြီးတော့ပေါ့เนาะစစ်တပ်နဲ့ပေါင်းပြီးတော့ချိုးဖောက်မယ်ဆိုရင်ကျမတို့ secondary sanction လို့ခေါ်တဲ့ အဲဘောနော်နောက်တဆင့်ဘောထမအေးယူလဲဘောအေးယူထားတဲ့နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်တဲ့အတွက်ကြောင့်မလို့အဲ့ဒီနိုင်ငံကိုအေးယူရဲဆိုတော့ဒါမျိုးတွေဖြစ်လာနိုင်တယ်ဒါကြောင့်မလို့တကယ်သာအဲဒီဒီမိုကရေစီလိုလားတော့နိုင်ငံ ILO ရဲ့အဖွဲ့ဝင်နိုင်ငံများကအေးယူမယ်ဆိုရင်စစ်တပ်ကိုပိတ်ချပေါ့ဒါထိခိုက်စေမှာဖြစ်တယ်ပေါ့နော်ဒီလူသက်လက်နက်တွေရန်ရာတွေအာစီးတွေကိုကျမတို့အတိုင်းတာတစ်ခုထိရှော့ချလိုက်နိုင်မယ်ပေါ့နော်သူလက်ထဲကိုရောက်အောင် ို့ပေးနေတဲ့ company တွေကိုကျမတို့အတိုင်းအတာတစ်ခုထိရှင်းချနိုင်မယ်။အဓိကတော့ကျမတို့ရန်ပုံငွေစီစဉ်မှုကိုဖြတ်တောက်ဖို့လိုတယ်ပေါ့နော်။ဒါကို iron low ကလည်းဒါထည့်ထားတယ်။အဲဆိုတော့အဲ့ဒီနေရာမှာဟိုပေါ့နော်ဟို company အာကျမတို့အများအားပြောနေတယ် multinational company နိုင်ငံတကာယင်းနှမြုံနိုင်တဲ့ကောကုမ္ပဏီပေါ့နော် brand တွေပေါ့နော် company တွေကမြန်မာနိုင်ငံမှာခုထိအလုပ်လုပ်နေတဲ့အရာနဲ့ချိနေတာပေါ့နော် ်ဆိုတော့အဲ့ဒီကုမ္ပဏီတွေကိုသက်ဆိုင်ရာနိုင်ငံတွေက ပြန်သုံးသပ်ကြလိုက်ပါမယ်ဆိုတော့ကျမတို့ဥမာအဖြစ်ကျမတို့ဟာပေါ့နော်ကုန်ထုတ်ဆက်မှုကဏ္ဍဖွဲ့ချုပ်နေနဲ့အများအမ်းကျမတို့ဒီဆိုင်ရာအစိုးရတွေကိုပြောနေတဲ့ကိစ္စက brand တွေကိုပြောနေတဲ့ကိစ္စကနင်တို့တွေညီမဒီမှာလာပြီးတော့ပြင်းပြီးနှုတ်နှံတယ်နော်နင်တို့လုပ်ငန်းတွေကရတဲ့ဝင်တွေကဝင်ငွေကဘီလီယံနဲ့ချီနေတယ်အဲ့ဒီဘီလီယံနဲ့ချီနေတဲ့ငွေတွေဒီစစ်တပ်ကိုရောက်တဲ့စစ်တပ်ကနေပြီးတော့ ဟိုထိန်းချုပ်ထားတဲ့ဘန်တွေကနေစီးစင်းနေမြန်မာပြည်တဲ့ဟိုအခါမှာဒီဒေါ်လာတစ်ခုချင်းစီမှာစစ်တပ်ကတဝက်ကျော်တဝက်ကျော်ရတယ်ဘာဖြစ်လို့ဆိုတော့ exchange rate ပေါ့နော်ငွေကြေးလဲလဲဟိုဟိုသူတို့ကပုံတွေတတ်မှတ်ထားလိုက်ဆိုတော့ဒီတကယ်မှာဈေးပွက်ထဲမှာ4500လောက်ဖြစ်နေတဲ့ဒေါ်လာကသူတို့က2100နဲ့လဲတဲ့အခါမှာကျမတို့ဝင်သမျှဘီလီယံနဲ့ချီနေတဲ့ငွေတွေကစစ်တပ်ရှိကိုတဝက်ကျော်အလကားနေ ဟိုသူ့လက်ထဲကိုရောက်သွားတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကနမူနာတစ်ခုပဲရှိသေးတယ်နမူနာတစ်ခုပဲရှိသေးတယ်ဒါကြောင့်မလို့အဲဒီမြန်မာပြည်ထဲကိုဝင်ဝင်ရနေတဲ့နီလန်ပေါင်းစုံတွေကို ILO ရဲ့နိုင်ငံတွေကနေပြန်သုံးသပ်ပြီးတော့ဒါတွေကိုရပ်တန့်ဖို့စ조사သွားမှာဖြစ်တဲ့အခါမှာစစ်တပ်ကနေပြီးတော့မှသူပေါ့နော်ဘန်နာရေးဆိုင်ရာအကြက်တဲဖြစ်နိုင်တဲ့ပစ္စည်းလိုအပ်ချက်ပေါ့နော်ဒီလေရင်စီလေးလက်နက်တွေ ရရှိမှုကလိုအပ်ချက်တွေဖြစ်လာနိုင်တယ်ပြီးတော့တန်ရေးတမန်ရေးဆက်ဆံရေးတွေပေါ့နော်တန်ရေးတမန်ရေးဆက်ဆံရေးတွေကလည်းဟိုပြီးတော့မှဟိုရက်တန့်သွားတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီအခြေအနေတွေအားလုံးဒီစစ်တပ်ကိုအားနေပြော့အားရော့သွားစေမဲ့အခြေအနေတွေကိုထေချာပေါ့ ဖြစ်ပေါ်လာနိုင်တဲ့အနေအထားမျိုးရှိတယ်ဆိုတာတော့ကျွန်မပြောချင်တယ်။ခုနအရှိမပေါ့နော်အမပြောသားရဲမှလည်းပါတယ်ဒီ ILO အဖွဲ့ဝင်နိုင်ငံတွေကသူတို့ဒီတက်ဆိုင်ရာနိုင်ငံတွေရဲ့အထက်မှာရှိရဲ့ brand တွေပေါ့နော်ဒီလုပ်ငန်းရှင်တွေကိုသူတို့အနေနဲ့မပတ်သက်ဖို့တွေဒီစစ်ကောင်စီနဲ့ဆက်လက်မလုံဆောင်မှုတွေကိုဖိအားပေးတာမျိုးတွေရှိလာတဲ့အခါမှာရောအမဒီလုပ်ငန်းခွင်တွေမှာလုံခြုံနေကြတဲ့ဒီစေယုံလုံသမားတွေအခြေခံလုံသမားတွေပြည်သူလူထုကရောအမဟိုတစ်ဖက်မှာရောဘယ်လိုမျိုးအသက်ရောက်မှုတွေရှိနိုင်မလဲရှင်အဲ့ဒါလေးနည်းလောက်ရှင်းပြပေးပါဦး အဲ့ဒီမှာကျမတို့ brand တွေပေါ့နော် brand တွေဆိုလို့ရှိရင်တို့မှာဟို brand တွေလို့ပြောရင်ကျမတို့တချို့နားမလည်တဲ့သူတွေရှိမှာဆိုလို့ပေါ့နော်အထက်ကျုပ်လုပ်ငန်းတွေဆိုကြပါစို့အထက်ကျုပ်လုပ်ငန်းမှာပစ္စည်းလာအပ်နေတဲ့ဟိုအမှတ်တစိုက်တွေပေါ့နော်အမှတ်တစိုက်တွေရှိတယ်တို့ကတော့ဒါအခုကျမတို့နောက်ဆုံးဒီ report တွေစာရင်းတွေအရဆိုလို့ရှိရင် ဒါဥရောပလာတဲ့နော် brand တွေဆိုရင်58ရာခိုင်နှုန်းလောက်ရှိတယ် US UK လိုမျိုးဒါအနောက်နိုင်ငံတွေကပေါ့ democracy လေးစားပါတယ်ဆိုတဲ့နိုင်ငံတွေကလာတဲ့ brand တွေ ਨੇ ပေါင်းရင်ကျွန်တော်တို့ကအဲရာခိုင်နှုန်း80လောက်ကဟိုမြန်မာပြည်မှာဒီလို brand တွေပေါ့ကျင့်ဝတ်နဲ့ညီတော် brand တွေအဲပစ္စည်းအပ်နေတယ်လို့ပြောလို့တော့ရတာပေါ့နော်ဒါပေမဲ့အဲ့ဒီနေရာမှာသူအစိုးရတွေကနေပြန်ပြီးတော့စစ်ဆေးပါလိမ့်မယ် ဒီ brand တွေကတကယ်ဟိုသူတို့ရဲ့ကျင့်ဝတ်တွေကိုတကယ်လေးစားလိုက်နာလာပေါ့သူတို့ဆောင်ရွက်ရမယ်အဲဒီ code of conduct လို့ခေါ်တဲ့ကျင့်ဝတ်ဆိုင်ရာကိစ္စတွေအပြီးဆိုင်ရာစံနှုန်းတွေကိုတကယ်လုပ်သလားဆိုတာသူတို့ပြန်ကြည့်လိုက်မယ်ပြီးတော့ကြတော့ဒီ brand တွေဒီသူတို့တွေဟိုမှာရှိတဲ့အတွက်ကြောင့်မလို့သူတို့လုပ်ငန်းတွေကရတဲ့ဝင်ငွေကစစ်တပ်ရဲ့ဖိနှိပ်မှုတွေသွားပြီးတော့ဟိုဖန်နီးပေးနေသလားဆိုတာပြန်ကြည့်လိုက်မယ်เนาะအာရမခိုင်းစိတ်မှုတွေကိုဖြစ်နေလားဆိုတာပြန်ကြည့်လိုက်မယ် ပြန်ကြည့်ပြီးဒါတွေကဖြစ်နေတယ်ဆိုလို့ရှိရင်တော့သူ့နိုင်ငံကအရေးယူပါလိမ့်မယ်။အဲ့ဒါကတော့ကျမတို့တတ်နိုင်တဲ့ကိစ္စတော့မဟုတ်ဘူး။ပြီးတော့ကျမတို့ဖြစ်စေချင်တဲ့ကိစ္စလည်းဖြစ်တယ်။အဲ့တော့ဒီလိုမျိုးဆိုလို့ရှိရင်ကျမတို့ကပြည်သူတွေအာဘာဖြစ်သွားနိုင်လဲပေါ့နော်အကယ်၍ဒီကျင်းဝင်းနဲ့မညီတဲ့ brand တွေကမညီချောင်းကိုသူ့နိုင်ငံကစစ်စစ်တွေးရှိတဲ့အတွက်ကြောင့်မလုံနဲ့တော့လို့ပြောရင်တော့သူတို့ထွက်ခွာကြပါလိမ့်မယ်အဲ့ခါကျရင်တော့အာသူတို့ဒီဖြစ်ပေါ်လာနိုင်တာကတော့သူတို့ဆောင်ရွက်နေတဲ့ အဲလုပ်ငန်းတွေမှာဒီရှိတဲ့အလုပ်သမားတွေအလုပ်ပြုတ်နိုင်နေပေါ့နော်အလုပ်ပြုတ်နိုင်နေဒါပေမဲ့အဲ့ဒီဟာကိုလည်းကျမတို့ကကြုံမြင်တဲ့အတွက်ကြောင့်ဟိုဘာတွေတောင်းထုတ်ထားတယ်လဲဆိုလို့ရှိရင်ကျမတို့စမှုကဏ္ဍအဖွဲ့ချုပ်ရဲ့အပြည်ဆိုင်ရာမှာရှိတဲ့ industry all လို့ခေါ်တဲ့အဖွဲ့အစည်းရဲ့ပေါင်းပြီးတော့ကျမတို့ brand တွေကိုအကြံပေးထားတဲ့ဟို brand တွေတချို့ ਨੇ ကျမတို့ပေါင်းဆွေးနွေးထားတာပါအဲ့ဒီဟာလေ responsible exit framework လို့ခေါ်တယ် တကယ်လို့မဖြစ်မနေဆက်ယုံပိတ်ပြီးသွားတော့မယ်ဆိုတဲ့အခါမှာဘာတွေလုတ်ပေးသွားပါဆိုတာကိုကျွန်တော်တို့ပြောထားတဲ့စတဲ့အရှိတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့တောင်းဆိုတာကနင်တို့တွေဒီလိုထွက်မယ်ဆိုလို့ရှိရင်နင်တို့ဒီနေ့လုတ်သမားကိုပေးနေတယ်လာစားတကြဟိုဒေါ်လာခွဲလောက်ပဲရှိတာအဲ့ဒီဒေါ်လာခွဲလောက်ပဲရှိတဲ့ဟာကိုနင်တို့စီးပွားရေးမလုတ်ခဲနဲ့လေဒီလူတွေကိုနင်တို့ဝန်ထမ်း300ရှိလား900ရှိလား1000ရှိလားရှိရင်ဒီလူတွေကို support လုပ်ပါဆိုအောင်ကျွန်တော်တို့ကပြောနေတယ် အဲ့တော့တို့တကယ်လောက်သမားကိုပေးကြတယ်ဆိုလို့ရှိရင်ဒီနီးနဲ့ပေးလို့ရပါတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပေးမယ်ဆိုရင်တကယ်ကြတော့ဘာမှကြတာမဟုတ်ဘူးတို့စီးပွားရေးနဲ့တို့မှရှိတဲ့အများဆုံးနေနဲ့ရှင်လို့ရှိရင်တို့ဒီအလောက်သမားကိုနောက်၃လနှစ်ပေးထားရင်တောင်မှဘလောက်မှအဲဟိုပေါ့နော်ဟိုကုန်ကြသွားတဲ့ကိစ္စမဟုတ်ဘူးပေါ့တို့ရဲ့စီးပွားရေးအတိုင်းတောင်နေဆိုရင်ပေါ့နော်ဒါတွေကိုလည်းကျမတို့ကစဉ်းစားပေးပါဆိုတာကိုတောင်းဆိုနေတာရှိတယ်ပေါ့နော်တို့ဒီကျွန်းနဲ့ညီလုံးနေပါတယ်လို့ တင်ပြနိုင်ရင်တော့အစိုးရတွေကသူတို့နိုင်ငံအစိုးရတွေကဒါကင်းလုတ်ခွင့်ပေးကောင်းပေးမယ်ပေါ့နော်ဆိုတော့ brand တွေကလည်းအဲ့လိုမျိုးကျင်းဝတ်နဲ့ညီတဲ့အခြေအနေမျိုးဖြစ်အောင်သူတို့ကကြိုးစားကြဖို့လိုတယ်မဟုတ်ဘူးဆိုရင်တော့သူတို့ဒီနောက်ဆုံးမှာတော့ကျင်းဝတ်နဲ့မညီတဲ့အတွက်အေးအေးယူခံရမှာဖြစ်တဲ့အတွက်သူတို့လည်းထောက်ခံပါပါလိမ့်မယ်ပေါ့နော် ဟုတ်ကဲ့ပါဒါဆိုခုနအရှိမပါဘောနော်အမပေးခဲ့တဲ့အကြံဉာဏ်လိုပေါ့ဒီကြီးဝင်းနဲ့ညီတဲ့ဆက်ယုံလုံးယုံနေဖြစ်ဖို့ brand တွေဘက်ကလည်းစ조사ဖို့လိုတယ်လို့ပေါ့အခုဆိုလို့ရှိရင်လည်းဒီပြည်တွင်းကဆက်ယုံလုံးယုံနေမှာဆိုရင်ဒီအခြေခံလောကလာစာပေါ့နော်မာတရက်ကိုဒီ1000 1000 3000ရရှိဖို့ရေးဟိုတောင်းဆိုနေကြရည်လည်းရှိရဲပေါ့ဒီကိစ္စတွေဒါပြည်လဲသွားခဲ့မယ်ဆိုရင်ကြီးဝင်းနဲ့ညီတဲ့ဆက်ယုံလုံးယုံနေတာဖြစ်လာခဲ့မယ်ဆိုရင်တော့ဟို brand တွေကလည်းဟိုထွက်ခွာဖို့ပြားပေးခံရတာမရှိတော့တယ်လို့ဒီဆက်ယုံအလို့သမားတွေကလည်းအလို့ပြုတ်တာမျိုးဟိုမရှိတော့ဘူးဆိုတဲ့ဖြည့်ရှင်းချက်မျိုးကရော ဒါလက်ရှိမှာဖြစ်နိုင်လားရှင်ဒါမျိုးကတကယ်ဖြစ်လာရင်တော့ဖြစ်နိုင်ကြီးရှိတယ်လို့ပြောမှာဒါပေမဲ့ဒီနေ့ချိန်မှာ ကျမတို့၄နှစ်ရှိပြီပေါ့နော်ဘာဖြစ်လို့ brand တွေကမလောက်တာလဲပေါ့ကျမတို့ဒီအငင်းပွားမှုတွေကိုကြည့်တဲ့အခါမှာ2021 2022 2023 2023ကျမတို့တောက်လျှောက်ဒီအဲဒီပေါ့နော်အချက်လက်တွေကိုကောက်ခံပြီးတော့ကျမတို့ database လုပ်တယ် report တွေလုပ်တယ် ILO ပေးတယ်ပေါ့နော် ဲ့ဒီမှာဆိုရင်ကျွန်တော်တို့2023မှာဆိုရင်ဘာလောက်မြင်ရလဲဆိုတော့အမှုတွေက3ဆလောက်တက်သွားတယ်။အဲ့ဒါဘာဖြစ်လို့လဲပေါ့နော်။အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ brand တွေကဟိုသူတို့ကျင်းဝတ်နဲ့ညီအောင်လုပ်မယ်လို့ဆိုပေမဲ့သူတို့ဒီကျင်းဝတ်နဲ့မညီတော့လဲမင်းတို့ငါတို့ကမထွက်ဘူးဆိုတဲ့ message ကိုသူတို့ရဲ့ supplier တွေပေါ့နော်စိတ်ယုံပိုင်ရှင်တွေကိုသူတို့ကအဲ့ message ပေးထားလိုက်တယ်။ဘာလို့ဆိုတော့သူတို့ကအလုပ်သမားတွေကိုအလုပ်ပေးခြင်းလို့ပါပေါ့နော်။ ဒါပေမဲ့အလုံသမားတွေဘလောက်ရနေတယ်အလုံသမားတွေဘလို့အာရမခိုင်းစင်နေတယ်เนาะအခုဆိုတာတနင်္ဂနွေတောင်မှမနာတော့တလောက်ကို overtime နိုင်တရာကျော်လုပ်နေရတယ်အလုံသမားတွေကအော်ဒါကြောင့်မလို့ကျမရေးထိခိုက်တာတွေလည်းဖြစ်တယ်လောက်ခလာစာဆိုလို့ရှိရင်လည်းအခုဒါ1000 2000 3000တောင်းကြရတယ်ပေါ့နော်ဒါပေမဲ့ဘလောက်ရနေရလဲကျမတို့ကအခု2ဒေါ်လာတောင်မပြည့်ဘူးရတာအခါကြတော့ဘလို့မှအလုံသမားတွေကဟိုအဆင်မပြေဘူးပေါ့နော်ဖိနှိပ်မှုတွေချိန်ချောက်မှုတွေများတယ် ဆိုတော့အဲ့ဒါကိုဘာဖြစ်လို့ brand တွေက၄နှစ်ရှိပြီမလုပ်ကြတာလဲပေါ့။နော်မြေပြင်မှာဖြစ်နေတဲ့ဟိုဒီတရုတ်နိုင်ငံသားတွေနဲ့အဲစစ်တပ်ရဲ့အဲဒီလဘာစိတ်တွေပေါ့နော်စစ်တပ်ကနေပြောမှာခန့်ထားတဲ့အရာရှိတွေပေါ့နော်ဒီလူတွေက ချိုးဖောက်မှုတွေကိုသူတို့ဘယ်လိုများတားဆီးနိုင်မလဲပေါ့ တော့လွန်ခဲ့သော၄နှစ်မှာမတားဆီးခြင်းလို့လားမတားဆီးနိုင်လို့လားတော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မြင်တာကတော့လုံးဝဖြစ်နိုင်ကြရတော့နည်းတယ်သို့တော်သူတို့ကတော့ကျွန်တော်တို့ကစူးစမ်းစီခြင်းပါတယ်ပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေမျိုးရောက်ဖို့အတွက်ကတော့အာသူတို့တွေရှိနေခြင်းဒီကျွန်တော်တို့ပြည်သူတွေပေါ်မှာအာရမခိုင်စိတ်မှုတွေဖြစ်တယ်အဲတပ်ဖြတ်ညှင်းဆဲမှုတွေကိုပို့ပြီးတော့ဖြစ်အောင်ဒီဒေါ်လာတွေကိုယူလာတဲ့လူတွေဖြစ်တယ်ပေါ့နော်ဆိုတော့အဲ ဒီဆိုင်ရာစံနှုန်းတွေအတိုင်းရေးယူမှုကတော့မလွဲမသွေခံရမှာပေါ့ဒီနေရာမှာအရေးကြီးတာ brand တွေကိုကျွန်တော်တောင်းဆိုကြင်တာအကယ်၍ရှင်သူရှင်တို့တွေပေါ့နော်အဲကျင်းဝတ်နဲ့ညီတဲ့လုပ်ငန်းကိုမလဲပတ်မဖြစ်နိုင်လို့ပေါ့နော်ထောက်ခွာမယ်ဆိုရင်လည်းကိုယ့်ရဲ့အလုပ်သမားတွေကိုနော်သူတယောက်ကိုဒီအနည်းဆုံး2ဒေါ်လာဆိုတာအခြေခံလာစာပေါ့နော်ဒီမှာ1ဒေါ်လာဝဲပေါ့အဲ့ဒါမျိုးကိုကျွန်တော်တို့က ပေးလို့ရတယ်ဒီထက်ပိုပြီးတော့လည်း3ဒေါ်လာဆိုတာပေးလို့ရတယ်เนาะအလုံသမား100အလုံသမား1000ဆိုတာဘာမှသူတို့အတွက်ဖြစ်တာမဟုတ်ဘောเนาะတကယ်အလုံသမားကိုစိတ်နာရှိတယ်ဆိုဒီလိုမျိုးအဲအကူအညီပေးရင်အစီအစဉ်တွေကိုဆောင်ရွက်ပါလို့ကျွန်မကဒီကနေတိုက်တွန်းခြင်းနေပေါ့เนาะ ဟုတ်ကဲ့ပါမဟုတ်ဒီ ILO ကဆုံးဖြတ်ချက်ချလိုက်တဲ့ပေါ့နော်ဒီပုံမှန်33ပုံမှန်33ဟာဒီမြန်မာလူထုရဲ့အောင်မြင်မှုဖြစ်တယ်လို့ဒီအလုသမားကိုယ်စားလှယ်တွေအလုသမားထုအလုံးရဲ့ဒီအောင်မြင်မှုဖြစ်တယ်လို့လည်းပြောလို့ရတယ်ဆိုတော့ဒီအောင်မြင်မှုနဲ့ပတ်သက်ပြီးတော့အမားတို့ကိုယ်တိုင်ကိုကြပါဝင်လှူဆောင်ခဲ့ရတဲ့လူတယောက်အနေနဲ့ပေါ့တခြားပြည့်စွက်အသိပေးချင်တာပြောချင်တာရှိရင်လည်းနောက်ဆုံးအနေနဲ့ပြောပြပါအောင်ရှင်ဟုတ်ကဲ့ဒီကျမတို့ကတော့ဒီ ILO ရဲ့ဟိုဟာပေါ့နော်အဖွဲ့ဝင်နိုင်မြန်မာနိုင်ငံကအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တယ် ကျွန်တော်တို့အဖွဲ့အစည်းဆိုလို့ရှိရင်လည်းဒါ ILO မှာလူပမာတွေကိုစားပြုပြီးတော့ပေါ့နော်ဒီ2000 2024,2025ရက်တောက်လျှောက်ကျမတို့ပုံစံပြုပြီးတော့လောက်မားရေးကိစ္စတွေကိုပြောလာတာပေါ့နော်။တော့အာနာသိမ့်ပြီးတဲ့နောက်မှာလည်းကျမတို့ကအဲ ILO ရဲ့ဒီမိဖက်အဖွဲ့အစည်းတွေအနေနဲ့စပြီးလုပ်ခဲ့တဲ့သူတွေဆိုပေမဲ့ကျမတို့တကယ်မှဆိုလို့ရှိရင်ကျမတို့ကြီးပဲလောက်တာမဟုတ်ဘူး။ခုနပြောသလိုပေါ့နော်။မြန်မာလေးပါ Alliance ဆိုတာရှိတယ်။ အာမြန်မာနိုင်ငံအလုတ်သမားတပ်ပေါင်းစုပေါ့နော်တပ်ပေါင်းစုမှာကျမတို့အလုတ်သမားတမကတွေကအလုတ်သမားခွင့်ရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေရောပါပါတယ်အဲ့တော့ကျမတို့ဒီ policy တွေချပြီးတော့ဆောင်ရွက်ပြီးတဲ့အခါမှာလည်း MLA တပ်ပေါင်းစုရဲ့အဖွဲ့ဝင်တွေကဒီတော်လှန်ရေးစစ်တပ်ကိုတော်လှန်ပြီးတော့ဒီမိုကရေစီရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေကြားထဲမှာလည်းကျမတို့ဒါကိုအဲလိုက်ပြီးတော့ဆွေးနွေးရပေါ့နော်ဥပမာကျမတို့လဲပြီးတော့မျိုးသားညီညွတ်ရေးဆိုရပေါ့နော် ် NUG အစိုးရနဲ့လည်းကျမတို့အဲတောက်လျှောက်ဆွေးနွေးပြီးတော့မှသုံးခွင့်ဆိုင်နေနဲ့လည်း NUG အသိမှတ်ရရှိရေးကိစ္စတွေကိုလည်းကျမတို့လုပ်ခဲ့တာရှိတယ်ပေါ့နော်အခုနောက်ဆုံးဒီညီလာခံမှာဆိုလည်းကျမတို့သုံးခွင့်ဆိုင်ပေါ့နော်ဟိုကိုယ်စားလှယ်ဖွဲ့ဆိုပြီးကျမတို့တွားခဲ့ပါတယ်လှုပ်ရှင်လှုပ်ကမအစိုးရအနေနဲ့ဆိုတော့ဒီဟာတွေကိုကျမတို့တွားပေမဲ့ပြည်သူတွေပြည်တွင်းထဲမှာရှိတဲ့ပေါ့နော်ဟိုမြေပြင်မှာရှိတဲ့အဲဒေတာအသီးသီးကဒီ article 33ကို ကြဖို့အတွက်ကိုတောင်းဆိုပေးတဲ့လူတွေအများကြီးရှိပါတယ်ဆိုတော့နော်ဟို campaign တွေလုပ်ခဲ့ကြတယ် demonstration တွေလုပ်ပြီးတော့ support လုပ်ခဲ့ကြတယ်ဒီဗီဒီယိုတွေမှတ်တမ်းတဲ့ပုံတွေတောင်းဆိုမှုတွေက ILO မှာရှိတယ် ILO အဖွဲ့ဝင်ဆိုရလို့ရှင်လို့ဒီမှာဒီရဲ့တကယ်စိတ်နှလုံးကိုတကယ်ကိုကန်ထုတ်နိုင်ခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ပြည်သူတွေရဲ့ပြင်းပြတဲ့ဆန္ဒဖြစ်တယ်အဲ့ဒီမှာလဲကျွန်တော်တို့ဒီလိုမျိုးဆန္ဒပြတဲ့နေရာတွေမှာဘုံကျဲခံရတဲ့ကိစ္စတွေလည်းရှိတယ် နော်ဒီလိုမျိုးလုပ်ပြီးရတယ်နောက်တရမှာလာပုံကျဲသွားတယ်နော်အသက်တွေငယ်ရင်းပြီးလောက်ရတဲ့ကိစ္စတွေဖြစ်တယ်ဒါတွေကကျမတို့တံပိုးမဖြတ်နိုင်တဲ့အပြည်သူလူထုရဲ့ပံပိုးမှုဖြစ်တယ်ပေါ့နော်ကျမအခွဲသီးတစ်ခုချင်းစီဟိုဒေတာတစ်ခုချင်းစီကိုပြောဖို့လည်းမကုန်နိုင်ပါဘူးအဲကြောင့်မို့ဒီလူတွေအားလုံးကိုကျမအနေနဲ့အာပြောချင်တာကဆောင်ရွက်မှုအားလုံးအတွက်ကိုဂုဏ်ယူတယ်လေးစားတယ်ပြီးတော့ကျေးဇူးလည်းတင်တယ်ပေါ့နော် တော့ဒီအောင်ပွဲကကျမတို့ပြည်တွင်းအလုံသမားတို့အောင်ပွဲတွေမဟုတ်ဘူးပေါ့နော်ပြည်တွင်းပြည်တွင်းမှာရှိတဲ့ပြည်သူတွေနဲ့ပြည်ပမှာလည်းဒီကမ်ပိန်းကိုဆောင်ရွက်ပေးခဲ့တဲ့သူတွေရှိပါတယ်ပြည်တွင်းပြည်ပဒီမိုကရေစီရေလှုပ်ဆောင်နေတဲ့ဟိုဒီမိုကရေစီဘက်တော်သားအလုံးရဲ့အောင်ပွဲလည်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့မှာကျမတို့ခုလည်းပြောချင်တယ်ကျမတို့ရည်ပဲမဟုတ်ပါဘူးပြည်ပပြည်ပဆိုင်ရာမှာရှိတဲ့အလုံသမားတတ်မှတ်ကများရဲ့လွှန့်ဆော်ပေးမှုနော်ကမ်ပိန်းတွေကလည်း ဒီအောင်ပွဲအတွက်ကမဖြစ်မရှိမဖြစ်ဖြစ်ပါတယ်ကျမတို့ဘလောက်ပဲလိုအပ်နေတယ်လိုပဲတောင်းဆိုနေတောင်းဆိုနေ ILO ဆိုတာကနိုင်ငံပေါင်း189နိုင်ငံပါတာပါဆိုတော့ကျမတို့ဒီပြည်သူရဲ့တောင်းဆိုမှုတွေကိုအလုံသမားတမကားတွေကြားသိအောင်ဒီဆိုင်ရာတမကားတွေကိုကျမတို့ပြောခဲ့တယ်ပေါ့နော်အဲစီဝေးပေါင်းမြောင်များစွာလူချင်းတွေ့ရဲ့ခရီးစဉ်ပေါင်းမြောင်များစွာမှာကျမတို့တွားပြီးတော့မှပြောခဲ့တာတွေရှိတယ်ပေါ့နော်ဆိုတော့သူတို့တွေကလည်းသူတို့အစိုးရတွေကိုကမ်ပိန်းတွေလုပ်ပြောခဲ့ပေးပါတယ် နော်ဒီဟာလိုအပ်ချက်ဖြစ်တဲ့ support လုပ်ပါဆိုတာကိုပြောပါတယ်သူတို့လုပ်ချင်တယ်လည်းသူတို့ပြောပေးတာရှိပါတယ်ဒါကြောင့်မလို့ဒီအောင်ပွဲဟာပြည်သူမြန်မာပြည်သူတွေတခုရဲ့အောင်ပွဲလည်းမဟုတ်ဘူးအဲမြန်မာပြည်သူတွေနဲ့အပြည့်ဆိုင်ရာလို့ဒီမှာတမကလှုပ်ရှားမှုတစ်ခုလုံးရဲ့အောင်ပွဲလည်းဖြစ်တယ်ဒီလိုမျိုးဟန်ကျက်ညီပူးပေါင်းဆောင်ရွက်မှုကကျွန်တော်တို့လိုပါတယ်ဘာလို့ article 33ဆုံးဖြတ်ချက် ကကျသွားပြီဆိုပေမဲ့ကျသွားတာဒီကျွန်တော်တို့အဖြေမဟုတ်သေးဘူးဒီဆုံးဖြတ်ချက်ကိုအကောင့်ထဲပေါ်နိုင်မှသာ ကျွန်မတို့ကလိုအလားတဲ့ကျွန်တော်တို့လိုချင်နေတဲ့ပန်းတိုင်ကိုရောက်မှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကိုလည်းကျွန်မတို့ပြည်သူတွေရဲ့ပံ့ပိုးမှုတောင်းဆိုမှုတွေစပ်ပြီးဖော်ပြနေဖို့လိုသလိုအတွေ့အဆိုင်ရာကလည်းကျွန်မတို့အတန်ကိုတို့ဆိုးရရရှိကိုပြန်သွားပြီးတော့ပြောပြဖို့လိုအပ်တယ်ဆိုတော့ကျွန်မတို့ရဲ့တာဝန်ကတော့ အတမကားတွေကိုဆက်တွေ့အောင်မယ်အစိုးရတွေကိုလိုက်တွေ့အောင်မယ်ဒီအကောင့်ထဲပေါ်ရေးကိစ္စကိုအမြန်ဆုံးဖြစ်အောင်ဆက်လက်ဆောင်ရွက်သွားပါမယ်လို့ပြည်တွင်းပြည်ပတမကညီကောင်မောင်အဲဒီမိုကရေစီရဲ့ညီကောင်မောင်များများလည်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါလို့ဒီမှာထပ်ပြီးတော့မှအဲတိုက်တွန်းခြင်းနဲ့အားလုံးကျေးဇူးတင်ကြောင်းလည်းပြောခြင်းပါလေရှင်ဟုတ်ကဲ့ပါအမအခုလိုအချိန်ပေးပြီးတော့ပြည့်ပြည့်စုံစုံလေးဖြည့်ချပေးတဲ့အတွက်လည်းညီမကျေးဇူးအများကြီးတင်ပါတယ်ရှင်